ဟယ်လိုအားလုံးပဲမိင်္ဂလာပါယူနိုက်တက်ရှိုးကနေကြိုဆိုပါတယ်ဆိုတော့မန်ချက်စတာယူနိုက်တက်ကဇန်နဝါရီအပြောင်းအရွှေ့မှာဂျိုရှူဝါဇစ်ဂီတို့ကိုဘီမင်းနူတို့ရဲ့ဒီစီကနေလာမဲ့ပေါ့နော်အပြောင်းအရွှေ့တောင်းဆိုခွင်းနဲ့ပတ်သက်လို့ကျွန်တော်လောလောဆယ်မှာပိတ်ပင်သွားဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်သူတပင်ကတော့မန်ချက်စတာယူနိုက်တက်ကဒီလောလောဆယ်မှာမင်းနူတို့ဇစ်ဂီတို့ကိုကျွန်တော်နေရာမပေးနိုင်ဘူးနေရာမပေးနိုင်တော့ဂဇာမာရီရဲ့ဘက်က တို့ဒီကမ္ဘာဖလားပြိုင်ပွဲလေးရှိနေတယ်ဆိုတဲ့ခါကျတော့ပွဲကစားခွင့်ရနိုင်မဲ့အသင်းတွေကိုအငှားဖြစ်ဖြစ်တို့ကပြောင်းကျင်ကြတာပေါ့နော်အဲလောလောဆယ်မှာလည်းအသင်းမှာတခြားကစားမားတွေကိုကြိုပြီးတော့တို့ကနေရာရမနေဘူးပေါ့ဆိုတော့ဒီကစားမားတွေကဇန်နဝါရီမှာအသင်းပြောင်းဖို့အတွက်တောင်းဆိုဖို့ပြင်ဆင်ထားတယ်ဒီအသင်းပြောင်းလဲဘူးနဲ့ပတ်သက်ရင်ဒါမှမဟုတ်အသင်းဘက်ကတော့အဲ့ဒီတောင်းဆိုမှုတွေကိုကျွန်တော်လက်ခံသွားဖို့မရှိဘူးအသင်းပြောင်းခွင့်ပြီးသွားမှာမဟုတ်ဘူးဆိုတဲ့သဘောပေါ့ဘာလို့လဲဆိုတော့ United အနေနဲ့ပေါ့နော်အဲ main new နဲ့ Joshua Zixi ကိုအဓိကအားဖြင့် ဟိုပိတ်သွားမယ်ဆိုတာကဒီပြောင်းရွှေ့အပြောင်းရွှေ့တောင်းဆိုခွင့်ပိတ်ပြင်သွားမယ်ဆိုတာကပေါ့နော်။လာမယ့်ဒီဇင်ဘာနဲ့ဇန်နဝါရီမှာရှင်မယ်ကစားမယ့် Africa Cup of Nation မှာ AFCON မှာဆိုလို့ရှိရင် Ahmed Dia လို့ရယ်နော်ပြီးလို့ရှိရင် Brian Ambumo ရယ် Joshua Zig sorry ဗါလဲဒီ Mazraoui ရယ်၃ယောက်ကပေါ့နော်။သွားပြီးတော့ကစားဖို့ရှိတယ်။ Mazraoui ဆိုမော်ရိုကိုမှာသွားကစားမှာဖြစ်တဲ့တွေ့သူတို့ဒီတော်တော်လေးသူကြကြကစားနိုင်တယ်။ပြီးရင် Ambumo နဲ့ဒီ Ahmed Dia လို့လူကလည်းကျွန်တော်တို့သူတို့နိုင်ငံကိုစီသွားကစားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဒီဘယ်လိုပြောမလဲအတင်းကလက်လွတ်ထားရမှာဆိုတော့အဲ့ဒီအချိန်ဒီမှာမိန်းနူကိုကျွန်တော်တို့လက်ရှိမှာဂျိုဂျူအာဇစ်ဇီကိုပေါ့နော်နေရာရလာဖို့ရှိတယ်ပေါ့ဗျာဆိုတော့အဲ့ဒီတော့အဲ့မှာဆိုရင်အတင်းမှာလူကမရှိတော့ဘူးလူမရှိတော့ဒီကစားမနဲ့ရောက်ကိုကျွန်တော်တို့အငှားနဲ့လည်းလက်လွတ်လိုက်မယ်ဆိုရင်အသင်းရဲ့လူစင်ကတော်တော်ကိုတိုင်ပတ်သွားမှာဆိုတော့ဟိုဇစ်ဇီလည်းမရှိဘူးမိန်းနူးလည်းမရှိဘူးအာမက်လည်းမရှိဘူးအမ်ဘူဘူးလည်းမရှိဘူးကျွန်တော်ပြီးလို့ချင်းမာစတာဘူးလည်းမရှိဘူးဆိုရင်ကျွန်တော်တို့ဒါတော်တော်တိုင်ပတ်သွားမယ်အခြေအနေမျိုးပါဆို တော်တော်တိုင်ပြတ်သွားမယ့်ချင်းမျိုးပါဒါကြောင့်အတင်းဘက်ကတော့ဒီကစားမနှစ်ယောက်ကိုကျွန်တော်လက်လွတ်ဖို့မရှိဘူးပါ main new အတွက်တော့နည်းနည်းအခက်တွေ့နိုင်တယ်ဘာလို့လဲဆိုတော့ main new ကိုကျွန်တော်တို့ကလူစရင်ကြောင့်လက်မလွတ်ဘူးဆိုတော့ဆိုပြီးမဲ့လည်းလို့ပေါ့နော်အဲ့ဒီ afghan သွားကစားတယ်ဆိုလို့ရှိရင်ဗျာကိုဘီ main new ကဘယ်သူနေရာမှာဝင်ကစားဖို့ကျွန်တော်မရှိဘူး afghan သွားကစားတယ်ဆိုတဲ့နေရာမျိုးဒီမှာ masterwi ဆိုလို့ရှိရင် right wing backs ဖြစ်မယ်အမို right center back ဖြစ်မယ်ပေါ့အဲ့ဒီနေရာမှာဆိုလို့ရှိရင် menu ကကစားလို့ရတဲ့နေရာမရှိဘူးဒါအပြင် nero number 10မှာဆိုလို့ရှိရင် ျွန်တော်တို့ဒီအမ်ဘူမိုးကကျွန်တော်တို့သွားကစားရမယ်ဆိုလို့ရှိရင်တေးကြတဲ့ဂျိုဂျူအာ60လို့ကျွန်တော်ရှိမယ်မေဆန်မောင်းလို့ကျွန်တော်ရှိမယ်ဗျာဆိုတော့အကယ်လို့ပေါ့နော်ဟိုလုံးဝမရှိတော့ဘူးဆိုမှသာ menu ကိုနံပါတ်10လို့ထားရင်ထားဒါမှမဟုတ်ပေါ့နော် menu ကို bruno fernandes နေရထားပြီးတော့ fernandes ကိုရှေ့ပို့ရင်ပို့ပေါ့တလောက်ပဲကျွန်တော်ရှိတာဆိုတော့ zigzig အတွက်တော့နည်းနည်းကျွန်တော်အသင်းမှာဆက်နေတာကအခွင့်အရေးများတယ်လို့ကျွန်တော်ထင်တယ်နေရာရကစားခွင့်ရဖို့အတွက်ပေါ့နော်အဲ့ဒီ afcon ကစားမဲ့ကာလအတော်တွင်းမှာမဟုတ်လို့ရှိရင်တော့ကျွန်တော်မလွယ်ဘူးလို့ကျွန်တော်ထင်တယ် ကောင်လေးကကျွန်တော်တို့တကယ်တကယ်ဒီပုံစံနဲ့ဆိုလို့ရှိရင်ဟိုကက်စမီရိုကိုကြော်ပြီးတော့လည်းနေရာရနိုင်မှုကျွန်တော်မရှိဘူးဘရူနိုဖရန်နက်စ်ကိုကြော်ပြီးတော့နေရာရနိုင်မှုလည်းကျွန်တော်မရှိဘူးဒါအပြင်လက်ရှိဟိုဘယ်လိုပြောမလဲအာဖဂန်ကသွားကစားကြပြီဟိဆိုလို့ရှိရင်လည်းပဲသူဝင်ကစားလို့ရတဲ့နေရာကောင်းကောင်းမရှိဘူးဆိုတော့မိန်းနူးတွေကတော့တိုင်ပတ်ပါတယ်ဆိုတော့ကိုဗီမင်းနူးအနေနဲ့ဇန်နဝါရီပြောင်းရွှေ့မှာအသင်းထံကိုအသင်းပြောင်းရွှေ့ခွင့်နဲ့ပတ်သက်လို့တောင်းဆိုလာမယ်ဆိုရင်တောင်မှ အတင်းဘက်ကဒါလက်လွတ်ဖို့အတွက်ပေါ့နော်ဆန္ဒမရှိဘူးဆိုရင်သူတို့ကတော့တော်တော်တိုင်ပတ်ပါတယ်ကျွန်တော်ကတော့လာမယ့်ကမ္ဘာဖလားမှာမင်းနူးကိုအင်္ဂလန်လက်ရွေးစင်မှာမြင်ရဖို့ကတော်တော်ကြီးကိုအလံဝေးတယ်လို့ကျွန်တော်ထင်တယ်ဂျိုဂျူအာဇစ်ဂီတို့ကတော့ကစားခွင့်ရလည်းပဲကျွန်တော်ကတော့သူနယ်သာလန်လက်ရွေးစင်မှာပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးတိုက်စစ်ကသူတို့အခွင့်ရရှိပြီးမယ်လေလို့ဟိုနိုရိုနယ်ဂူမန်တို့ဘာလို့ကသဘောကျတဲ့နေမှာမပါဘူးဗျာဇစ်ဂီတို့ကိုသိလားပြီးရင်နောက်တစ်ခုကမန်ချက်စတာယူနိုက်တက်မှာကစားခွင့်ရမယ်ဆိုရင်တော့မဘလောက်ကစားခွင့်ရမှာလဲ အမူမူတို့ဘာလို့ပြန်ပါလာမယ်ဆိုလို့ရှိရင်ဖေဖော်ဝါရီလောက်ဆိုဒီကောင်တွေရောက်နေပြီဗျာအကယ်လို့နောက်ဆုံးစင်တီကစားရတယ်ဆိုရင်တော့မှပြန်ရောက်နေပြီအဲ့ချိန်ကျရင်အဲ့ဒီတရားတဲ့အဲ့ကျရင် Jewel Six Zero ဘာလို့ကျွန်တော်ကစားဖို့ကျွန်တော်မရတော့ဘူးဟမ်နောက်ထပ်3လလောက်ကျွန်တော်ထပ်ပြီးတော့ကစားခွင့်မရဘူးဆိုကဘာဖလားမှာပါဖို့ကမသေးကြဘူးဒါကြောင့်ကျွန်တော်ကြည့်ရင်ဟိုအသင်းဘက်ကပေါ့နော် AFCON အတွက်လက်လွှတ်ရမယ့်ကစားမတွေရှိလို့လက်လွှတ်တဲ့ Six Zero နဲ့ Menu ကိုလက်မလွှတ်ချင်ဘူးဆိုရင်တော့မှ ဒီကစားမတွေတော့မလွယ်ပါဘူး။ဒါကြောင့်အသင်းတွေတော့တော်တော်ကိုခက်ခက်ခဲခဲဇန်နဝါရီတစ်ခုကိုကျွန်တော်ကြုံရနိုင်တယ်။ငါတို့ဒီကောင်းဒီကိုတကယ်ပဲအငှားနဲ့လက်လွန်ပါလား။ဒါမှမဟုတ်အပြည့်အဝပဲပေါ့နော်။ sorry ပါလေဒီအသင်းမှာပဲဆက်ပြီးတော့ထားဘူး။အဲ့လိုရည်ရွယ်ထားမလားပေါ့။နော်ကျွန်တော်တို့အတွက် NDA လေးများပါတယ် NDA လေးများတယ်ဆိုတာအန်ဘူမိုတို့အာမက်တို့မရှိတဲ့ချိန်မာဇလာဝီတို့မရှိတဲ့ချိန်အတင်းဘက်မှာတော်တော် NDA များပါတယ်နော်ဆိုတော့ကြားထဲမှာပဲအတင်းဘက်ကဒီချာကျွန်တော်ဆုံးဖြတ်ဖို့ကျွန်တော်ရှိတယ်ဆိုတော့ menu ကို60တော့ကိုဇန်နဝါရီမှာ ပြောင်းရွှေ့အတွက်တောင်းဆိုလာခဲ့မည်ဆိုရင်တော့မှအတင်ဘက်ကလည်းလွတ်သွားဖို့မရှိဘူးဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ညီကလေးရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်